သားမအားရှိတာမိမာရောဂါနဲ့ခံနိုင်မှာသုံးလုံးဝန်းဆောင်မှာနော်ဆရာတရားတန်ကမိဘဆရာသမားမမဆိုင်မဆောင်သုံးမချီသူကြီးတွေလည်းဆုပ်ပေးတာလားပူတယ်မပူအာမဝင်နိုင်ဘူးချက်ပဲချက်ပဲကြမ်းရမိုးရေလေးတွေတအားမဲ့ရွာနေတယ်ဒီနေ့မသွားပါနဲ့လားအဲ့ဒါကိုဆက်ပူတယ်မိမာ အားလုံးမင်္ဂလာပါမွေး channel လေးရအောင်ကြိုဆိုလိုက်ပါရစေ။မုတ်တီနဲ့တစ္ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့ live မှာမှာနာမည်ကြီးနေတဲ့လူပြောလဲများနေတဲ့ဒီအမျိုးသမီးကအရေးပြားလေးပတ်နာယောဂဖြစ်တာခွန်နနေရှိပြီးဒါကိုယောက်ျားဖြစ်သူကမပြစ်တော်တဲ့အပြစ်မညွတ်မညစ်ပတ်နဲ့ပြုစုဆောက်ရှောက်နေတာအရာလက်တနာဆရာကောင်းတော့အရာနဲ့ချစ်ဆရာကောင်းတယ်ပေါ့နော်။ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်။ဘာကြောင့်လူပြောများနေလဲဆိုတာဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့မိတ်ကပါရှိ။ဒါဆိုတော့ဗီဒီယိုလေးကိုစာလိုက်ကြရအောင်နော်။ à ta nhìn mà chạy đủ chim mau chó như đồ mình thèm mà tè lo cái rong rêu này khen chín chín này nó phải biết phòng nè sao mà hai chị hà mày mày nó vậy, là hà mày mày တော့လောက်ပဲဆမ်းမှာနော်တော့လောက်တော့လောက်မဆမ်းမှာတော့လောက်လာမကုန်းတော့လောက်ပဲဖခင်တရားတန်ကမိဘဆရာသမားမမဆိုင်မဆောင်တော့တော့လောက်ပဲဆမ်းမှာဖခင်တရားတန်ကတော့လောက်ပဲဆမ်းမှာအင်းအမတော့မကောင်းတော့ဖခင်ရဲ့တရားရဲ့တန်ကရဲ့မဲတီအောင်လည်းတော်ခိုးရိုက်နေသူညာအိတ်နေတယ်လို့ဝိုင်းလေ မင်းမကူကအိတ်နေတာလေအိတ်နေတော့ကျွန်တော်ရရဘာလို့တိအောင်နဲ့ရိုက်တာလဲတိတော်ဘာလို့တိအောင်နဲ့ရိုက်တာလဲတိတော်တိအောင်နဲ့ရိုက်တော့အိတ်နေတာလုံးမဆိုးလို့ဘော့အញ្ញမိုးရိုက်နေတာတိအောင်ထိရိုက်မယ်လို့ဒီမှာချီသူကြီးနေလဲဆုပ်ပေးတာလားပူတယ်မပူအာမဝဲနိုင်ဘူးချုပ်ပဲချုပ်ပဲဟွန်းဟွန်းပူတယ်ပြီးတော့အနှွေးတာလည်းမွေးချင်ဘူးကိုမပြောလိမ့်မယ်ညီမလေးပြောလိမ့်မယ် တော့အေးနေတာမျိုးရမိုးလေရတယ်ပူရအမြရမူခဏမူထားဘာဖြစ်လို့လဲရောက်ဒီမှာချွေးတယ်ပြားနေတယ်ချွေးမြောင်မှလေးတိုက်နေတယ်လေးတိုက်နေချားလိုက်ပူပူတယ်ဆဲပူနေတော့တယ်အဲဒီမှာပြောဒီပါဒီပါအင်းကြီးချွတ်မလို့တဲ့ဒီတော့ဘွားအကိုလေအမလေးကြည့်ကြပါဦးသူဆုံးမလိုက်ပါအောင်လို့ပြောလို့မရဘူးဒီကပူကြည့်ကြအမြမိုးရလေးတွေတအားမဲ့ရွာနေတယ်ဒီနေ့မသွားပါနဲ့လား ช่าใช้กับผู้แก่ใหม่ๆก็นี้เพื่อใจจะต้องรับผู้คนมาดิบนี่อย่างกิ๊วใส่ตัวน้องหมูเลยเลยเดียวเลยแต่อาหยวนนี่เลยอาใจนี่ลูกเจ้าใช้กับผู้แก่ใหม่ๆเอ็มอันดีบ่เอ็มเอ็มอันดูดูดีนี่ดีใจนี่จ้าล่ะต่อ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 เอ็มต่อแม่หนูท่านนี่แม่ยาจ้าตากิ้วสายดีดีโมเรนเนี่ยใช่เนี่ยเอ้ยต่อ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 แกจีอารมณ์เป็นมิงลาบ่เนาะ မင်္ဂလာပါဆိုပေမဲ့ဒီစကားလေးရတော့မင်္ဂလာတော့မရှိပါဘူးเนาะအဲဒီစကားလေးတွေကဒီစာလေးတွေကိုဖတ်ပြမယ်မလားစိတ်ကြမ်းမာကြီးစစ်စစ်ကြည့်ပြီးထင်တယ်တဲ့သူ့ကိုကြည့်ရတာဒီလိုစာလေးတွေကိုတွေ့ရတယ်ပေါ့เนาะပြောပြချင်တာကကျမဒီကျမရဲ့အမျိုးသားကိုအဖေလိုအမေလိုမိဘလိုချစ်တယ်သူကလည်းအဲ့ဒီအတိုင်းပဲဂယုဆိုင်တဲ့အတွက်သူ့ကိုပေါ့เนาะကိုက လေးတယောက်လိုမျိုးကိုမိဘကိုအရင်တော့မိဘသမင်းကျွေးမစားခြင်းဟိုလည်းပေါ့နော်ဆိုးတဲ့ပုံစံလေးကိုကသူ့ကိုပြန်ဆိုးတာပါအပြင်မှာလည်းဒီတိုင်းလေးဆိုးတာဒါပေမဲ့ကျမဒီစိတ်ပြည့်ပါတယ်ပေါ့နော်ကြက်လက်ပြည့်ပါတယ်အဲကျမမျိုးသားကိုပဲကျမကဒီလိုပုံစံလေးဆက်ဆံတာပါတခြားသူတွေကျမဒီလိုပုံစံမဆက်ဆံပါဘူးဟိုစိတ်ဝေဒနာတွေလည်းမဟုတ်ပါဘူးဆေးတွေတော့တောက်ကဒါမဲ့စိတ်ဝေဒနာလည်းမဟုတ်ဘူးယောဂာတိကုမရဘူးဆေးတွေနဲ့ပဲထိန်းရတဲ့အသက်ရှင်ရတယ် ဒါပေမဲ့ကျမဒီစိတ်ဝင်ဒီမှာလည်းမဟုတ်ပါဘူးသူလည်းလိုမဟုတ်အဲ့ဒါလေးရှင်းပြနေတာပေါ့နော် comment ထဲမှာတော်များပဲသူကြည့်ရတာတဲ့စိတ်ဝင်ဒီမှာလည်းတကယ်တော့မဟုတ်ပါဘူးသူ့ကိုမိဘအနေနဲ့ထားပြီးတော့သူကလည်းမိဘအနေနဲ့သားသမီးကိုဘယူဆိုင်တဲ့ချော့တဲ့ပုံစံလေးအနေနဲ့ပဲကိုကအပြင်မှာနေတဲ့အတိုင်းလေးဗီဒီယိုလေးရိုက်လိုက်တာပေါ့နော်ဒါပေမဲ့ညီမဒီမကျွန်မတို့စိတ်ကနှံ့ပါလေကြက်ပြေပါလေအကုန်လုံးဒါလေးရှင်းပြတယ်ပေါ့မရှင်းပြလို့ရင်ဒီစာလေးဒီကုန်းမှန်လေးထပ်မှန်နေကျွန်မလည်းစိတ်ထိခိုက်ရတယ်ပေါ့နော် ဒါကြောင့်မို့ဒီလိုကုန်းမှန်လေးတွေကိုဖြည့်ရှင်းပေးတာဆိုနောက်ကိုမမှန်ကြပါနဲ့ကျမမျိုးသားကိုကျမဒီလိုမျိုးကိုကနေတားသမီးနေနဲ့သူမိဘနေနဲ့သဘောထားပြီးချွဲတာပေါ့နော်ကိုမိဘကိုလည်းအရင်ကတော့မိဘမရှိတော့ဘူးလေမိဘနှစ်ပါးမရှိတော့တဲ့ခါကျတော့လည်းသူ့မိဘလိုလည်းချစ်တယ်သူကအရင်လိုလိုက်တယ်လေမိဘလိုလည်းလိုလိုက်တယ်အဲ့ခါကြတော့ကိုကမိဘလိုမျိုးသူသဘောထားပြီးချွဲတာပါကိုမိဘကိုငငယ်တုန်းကကိုတော့ချွဲသေးတာပဲမဟုတ်လားမိရဲ့ဒါမစားတင်ဝိုင်းမစားတင်အဲ့ဒီလိုမျိုးပေါ့ အကြမင်းမမြန်မာစီတိုင်းရင်းစီတောက်မရဘူးနော်အဲ့အရောင်မို့ကျေးဇူးတင်ပါတယ်ဒါမဲ့ညီမမြန်မာစီတိုင်းရင်းစီတောက်မရပါဘူးဆေးမီတို့တွေနဲ့လည်းတုံးလို့မရပါဘူးဆရာဝန်ညွှန်ကြားတဲ့ဆေးလေးပဲတောက်ရတာပါရေလဲချိုးထားရတယ်နန်းခါလေးလည်းလူထားရတယ်အာဗမာတိုင်းရင်းစီတောက်မရပါဘူးဆေးမီတို့တွေနဲ့လည်းတုံးမရပါဘူးဆရာဝန်ညွှန်ကြားတဲ့ဆေးကိုပဲတောက်ရတာပါအခုရေကုန်မှာပြတာတော့ဆေးပေါ့နော် ဆီယောင်ဝင်နဲ့ပြထားတော့နှစ်လအတွင်းပြန်ပြမှာဆိုတော့ဒါပေမဲ့အခုအစီလေးနဲ့နည်းနည်းအဆင်ပြေနေတယ်ဟိုနည်းနည်းစားနိုင်နေပြီးတော့ဟွာအိတ်လဲအိတ်နိုင်နေနည်းနည်းလဲပြန်ကျမ်းမာလာပါပြီကျေးဇူးတင်ပါတယ်မြန်မာတိုင်းတွေတောင်းလို့မရပါဘူးရှင်နော်ဆက်လာလာ要没让妈妈没你。 ก้องนี่他们跳啥？他们跳啥？拿拿跳没？他们跳啥？跳。咋变老是讲你了嘞？他们嘛啥来跑喽？ 妈妈了我了你们了一了妈教你,你了，而且。爸 <coughs> 妈养你了，谁告你的？妈指望过来么不？嗯，爸妈过来么不？谁告你的？谁告你的？爸妈。 ားလုံးကမင်္ဂလာပါဒေါက်တာဆောဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့အေးပြားလေးဘက်နဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဗမာလိုဆိုရင်တော့အေးပြားလေးဘက်နာပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ systemic lupus erythematosus လို့ခေါ်ပါတယ် SLE ပေါ့နော်ဒီယောဂါဟာ autoimmune disease တမျိုးဖြစ်ပါတယ် autoimmune ဆိုတာကမိမိရဲ့ကိုယ်ခံအားကမိမိရဲ့ခန္ဓာကိုယ်ကိုပြန်ပြီးတော့မမှတ်မိပဲနဲ့ပြန်တိုက်ထုတ်တဲ့ယောဂါမျိုးပေါ့နော်ဒါဟာနာတာရှည်ယောဂါတမျိုးဖြစ်ပါတယ် အဖြစ်များတာကတော့အမျိုးသမီးတွေမှာအဖြစ်များတယ်အမျိုးသမီး၁၀ယောက်မှာအမျိုးသား၁ယောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအမျိုးသမီးယောဂါလို့တောင်ပြောလို့ရပါတယ်အဲ SLE တွေကအရွယ်ကောင်းလေးတွေဖြစ်တဲ့အသက်20 30 40စတဲ့အရွယ်တွေမှာဖြစ်များလေးရှိပါတယ် အဲ့ကြတော့ဘဲချိန်မှာကိုကိုဟာ SLD ဖြစ်နေတယ်လို့တန်တရားဝင်မလဲဆိုတော့ခါကြတော့ဒီနာမည်အတိုင်းပဲအာအရှိပြားလေးဘက်နာပေါ့နော်အာလေးဘက်နာဆိုတဲ့အတွက်ကြောင့်မို့လို့သူကအဆစ်တွေကြိုက်တယ်အဆစ်တွေကြိုက်တော့ခါကြတော့အများသောဖြင့်အဆစ်သေးတွေကြိုက်တယ်တချို့ကြတဲ့အဆစ်အကြီးပါတယ်ဆိုပေမဲ့အဆစ်သေးသေးလေးကြိုက်တာများတယ်နောက်တစ်ခုကအရှိပြားမှာဆိုရင်နေခွက်ခွက်တွေပေါ်တယ်နောက်ကြတော့နေရောင်အပြင်းမှတ်ကိုထွက်တယ်ဆိုရင်ညနာတွေကရေးလာတယ်ဒါမျိုးမခံနိုင်တာမျိုးဖြစ်တဲ့တဲ့ပေါ့နော်နောက်တစ်ခုကဒီရေးပြားလေးဘက်နာလို့ပြောရဲဆိုပေမဲ့သူကခန္ဓာကိုယ်တစ်ခုလုံးကိုထိတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ SLE ဖြစ်တဲ့လူတွေမှာသပင်တွေပူပြီးကျွတ်တတ်တယ်။မျက်စိတွေရဲတယ်၊ပါးစပ်တွေထဲမှာအနာတွေပေါက်တယ်၊ကြောက်ကတည်းထိတယ်၊သွေးအားတွေနည်းတယ်၊စားတဲ့လက္ခဏာတွေအများကြီးစုပြုံပြီးတော့ခကြတော့ဖြစ်တတ်ပါတယ်။အဲ SLE လို့သိဖို့အတွက်ဆိုရင်တော့ဆရာဝန်နဲ့တရားတိုင်ပင်ပြီးတော့ကုသဖို့လိုပါတယ်။ အဲနောက်တစ်ခုကကျတော့ SND ကကြောက်ကတ်တွေလည်းထိတတ်တယ်အတက်တွေလည်းထိတတ်တယ်ဒါကြောင့်မို့လို့အော်တွိခရစီတွေကိုအလွယ်တကူတောက်တာခိုင်ခဲပြောင်စီတွေကိုအလွယ်တကူတောက်တာမျိုးနဲ့မတက်တာပါဘူးနာတာရှိရောဂါဖြစ်တဲ့အတွက်ကြောင့်မို့လို့တိချခုတာဝုလို့ရတဲ့အကြောင်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် ကဲပါမျိုးတို့ရေးမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှင်တော့ဒီအမျိုးသားကတော်တော်လေးဥမကျင်နာတတ်တယ်ပေါ့နော်ဒီအမိမဖြစ်သူကယောဂဖြစ်နေတာခုနှစ်နှစ်ရှိပြီဒါကိုမပြစ်သွားတဲ့အပြင်မညုံမညင်ပန်းနဲ့ပြုစုစောင့်ရှောက်နေတာကြည့်ပြီးတော့လဲဝမ်းသာပီတိဖြစ်ရပါတယ်ဒီလိုယောက်ျားမျိုးကတော့ရှားတယ်ပေါ့နော်တကယ်လဲလေးစားဖို့ကောင်းတယ် ကြည့်တဲ့မျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲ့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှာ comment လေးတွေရေးကပ်ပြီးလို့ရပါရဲ့။နောက်ထပ်လည်းမိုးဆက်လေးတစ်တည်းနေဟာတာဗီဒီယိုတွေမှုတိုင်းဆက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးတတ်မှာမို့မိုး channel လေးကို like subscribe နဲ့တပ်ပြီးဖို့တောင်းဆိုပါရဲ့ရှင့်။ဒီအမှလည်းအများဆုံးကျမကြီးတွေကောင်းပါစေလို့ဆုတောင်းလိုက်ပါရဲ့ရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ။